DAMB ကိုလေးနဲ့ပတ်သက်ပြီးတော့ဥစဉ်ပြောမယ်ပြောမယ်နဲ့မပြောပြဘူးနော်အခုမှပြောမှာပေါ့ဒီ AMB ကိုလေးနဲ့ပတ်သက်ပြီးတော့ဥစဉ်ပြောမယ်ပြောမယ်နဲ့မပြောပြဘူးနော်အခုမှ ြောမှာပေါ့လူတွေကကိုမကျင်တတ်တော့ဘူးဆိုလို့ရှိရင်အမျိုးမျိုးကြံဖန်ပြီးတော့တိုက်ခိုက်တတ်တယ်ဒါလူတဘာဝပဲသို့တော့သူမကျင်တတ်လို့ဖန်တီးလိုက်တဲ့အဲ့ဒီဗီဒီယိုသူတိုက်ခိုက်လိုက်တဲ့အရာဥစဉ်တော်ရဲ့အထွတ်အမြတ်ဖြစ်တဲ့မြတ်စွာဘုရားရဲ့ ဌာပနာထဲရလို့ဆိုရင်လည်းဓာတုဇီတီပေါ့နော်။တနည်းအားဖြင့်ဩဒိတာဇီတီအဲ့လိုမျိုးဇီတီထားနေတဲ့ဖရာပုံတို့ဖရာဇီတီကိုသူကစော်ကားရဲ့အတွက်ကြောင့်ဘယ်လိုပြောမလဲ။အာဟုတို့ကို တပည့်ဘိုးယူတယ်ဆိုလို့ချင်းသူကအာဟုတို့တပိတ္တာဘူရသွားသလိုဖြစ်သွားတယ်။နော်။ ဒါလေးနဲ့ပတ်သက်ပြီးတော့ဘာလို့သွားသတိရလဲဆိုရင် သူများမကောင်းကြံလို့ရှိရင်ကိုယ်ဘေးဒဏ်ဆိုတာကိုသွားသတိရသူများမကောင်းကြံတဲ့သူကကိုယ်အန္တရာယ်ကိုကိုယ်လည်းရခေါ်လိုက်သလိုပဲအဲ့ဒီကမှာပြောစရာတွေအများကြီးရှိတယ်အခုဦးဇင်းတစ်ခုပဲဆွဲထုတ်ပြီးတော့ပြောပါဘောနော်အဲ့ဒါဆိုဘာလဲဆိုရင် ဓမ္မပဒမှာလာတဲ့တမဝတိဝုထုပေါ့နော်တမဝတိဝုထုမှာအကျဉ်းချုပ်ပြောမယ်ဆိုရင်ဥဒိနာမင်းဥဒိနာမင်းထဲမှာမိဖုရား၃ယောက်ရှိတယ်တမဝတိရဲ့ဝါသူလတ္တရဲ့နောက်အဲ့ဒီမာဂန္ဒီရဲ့ပေါ့အဲ့၃ယောက်တည်းကမှမာဂန္ဒီကိုပြောမှာဖြစ်တယ်မာဂန္ဒီကသူများမကောင်းကြံတာပေါ့နော်ဘလို့မကောင်းကြံလဲဆိုရင် မာဂန္ဒီရဲ့အဖေကလည်းမာဂန္ဒီပဲသူ့အမေကလည်းမာဂန္ဒီပဲသူ့ဦးလေးကလည်းမာဂန္ဒီပဲနာမည်ရအကုန်တူနေအဲမာဂန္ဒီအဖေကမြတ်စွာဘုရားကိုတွေ့တဲ့အခါမှာမာဂန္ဒီဆိုတဲ့သူ့သမီးကိုမြတ်စွာဘုရားနဲ့ဟိုနေနေပေါ့နော်အခုခေတ်လိုပြောမဆိုရင်ပေးပေးကြတာပေါ့အမြတ်စွာဘုရားဘယ်လိုပြန်ပြောလဲဆိုရင် ဒီခန္ဓာကိုယ်တစ်ခုလုံးဟာမစင်နေနဲ့ပြည့်နေတာပေါ့နေ့ရက်သမီးကိုဒီခြေပြားလေးနဲ့တောင်မှတိုးထိပ်ခြင်းကအလိုမရှိဘူးတဲ့အဲ့လိုပြောလိုက်အဲ့ရနေပြီးတော့မာဂန်ဒီမာဂန်ဒီမိဖုရားကြီးဟာမဆဖုရားကိုရံညှိုးဖွဲ့တော့တာပဲမင်းကလေးတွေကလင်းတူလို့ရှိရင်ဒါမနာတယောက်နဲ့တယောက်မနာလုံကြတာဒါဒါဘာဝပါပဲနော်မာဂန်ဒီကလည်းအဲ့တာမဝရီကို သူကအရင်ဆုံးတိုက်ခိုက်တိုက်ခိုက်တာမရဘူးနောက်ဘယ်လိုလဲဆိုရင်မာဂန်အန်တာမဝရီမိဖုရားရဲ့မြတ်စွာဘုရားအလွန်ကြည်ညိုတာပေါ့အလွန်ကြည်ညိုတော့တာမဝရီမိဖုရားကိုတိုက်ခိုက်လို့မရတော့မကောင်းကြံလို့မရတော့အဲ့ဒီတာမဝရီမိဖုရားကြီးကြည်ညိုတဲ့မြတ်စွာဘုရားကိုမြတ်စွာဘုရားဘက်သူလှဲ့လာမြတ်စွာဘုရားဘက်မှာလည်းသူကအရင်ကရညှိုးစီတော့သူက တိုက်ခိုက်ချင်တာနဲ့ဘယ်လိုလုပ်လဲဆိုရင်မှားတဲ့အယူရှိတဲ့သူတွေမိစ္ဆာဒိဋ္ဌိတွေယတနာသုံးပါးကိုမကြည်ညိုတဲ့သူတွေကိုသူကမြတ်စွာဘုရားကိုကဲ့ရဲ့ခိုင်းတယ်ဘယ်လိုကဲ့ရဲ့ခိုင်းလဲဆိုရင်မြတ်စွာဘုရားရွာတွင်ဆောင်းကကြောက်လာတဲ့အခါမှာဒီရဟန်းဂေါရမကြီးကတခိုးကြီးပါလူမကြီးပါ တွေ့ဝေတဲ့သူနောက်မြေနွားဒေသစီဒီပြအကောတာဝတ္ထု၁၀ပါးနဲ့ပြောဆိုပြီးတော့ဥက္ခခိုင်းတာပေါ့အဲ့ဒါလည်းမရပါဘူးအရှင်အာနန္ဒာကမြတ်စွာဘုရားကိုရောက်တယ်အခြားအရမ်းမှာ သွားပြီးတော့ဆုံးခတ်မှာပေါ့နော်ဒီမှာကအဓိကရုံးနေဖြစ်လာပြီပေါ့မြတ်စွာဘုရားတို့မြည်ဒီဒီအရက်မှာအဓိကရုံးဖြစ်တဲ့ဆိုရင်အဲ့ဒီအရက်မှာဖြစ်တဲ့အဓိကရုံးမငိမ့်ပဲနဲ့မငိမ့်အေးလေးပဲနဲ့အခြားအရက်တို့ကြွရုံထုံးစံမရှိဘူးအဲ့တော့အစံအာနန္ဒာကိုမြတ်စွာဘုရားဘယ်လိုပြောလဲဆိုရင်စစ်မြေပြင်တို့သွားတဲ့စစ်တိုင်းမဲ့ဆင်းရတဲ့ အရက်လေးမျက်နှာမှာလာတဲ့မြားတွေကိုတိခန့်ခြင်းကသူ့ရဲ့တောင်းဝန်ဖြစ်တဲ့ကဲသူပဲဒီတိလာမရှိတဲ့သူတွေမြတ်စွာဘုရားကိုဆဲဆိုပုတ်ခတ်လာတော့မယ်ဆိုလို့ရှိရင်သူတို့ရဲ့ဆဲဆိုပုတ်ခတ်မှုကိုတိခန့်ခြင်းကငါရဲ့တောင်းဝန်ပဲဖြစ်ပါတယ်တဲ့မြတ်စွာဘုရားပြောမိတ်တယ်ဒါကမြတ်စွာဘုရားကိုမာဂန္ဒီမကောင်းကြံတဲ့တစ်ခုပေါ့နော် ောက်တမဝရီကိုသူလှုပ်ကြံဖို့မပြီးသေးဘူးအတူချုပ်ပြောရရင်နောက်ဆုံးတမဝရီသူကအမျိုးမျိုးကြံစီခဲ့တာပေါ့နော်နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဥဒိနာမင်းကြီးကဥယျင်ကစားထွက်တဲ့အခါမှာသူ့ရဲ့ဦးလေးတော်ကိုတမဝရီမိဖုရားကြီးနဲ့တကွအဲ့ဒီဂုံတော်ထဲမှာအလုံးပိတ်ပြီးတော့မီးဆိုးတက်ခိုင်းတယ် မီးဆိုးတက်ခိုင်းတဲ့အချိန်မှာဥဒေနာမီးရသတင်းကြားချင်းချင်းပြန်လှည့်လာတဲ့အခါမှာဒီကပြာတွေဖြစ်လို့နေပြီနော်ဥဒေနာမီးရသူချေရတဲ့မိဖုရားဒီလိုဖြစ်သွားတာကိုစိတ်နှလုံးမသားမရတဲ့ဖြည့်ပြီးတော့ဒါဘလို့မကောင်းကြံတာလဲဆိုတာကိုသူသိတယ်တော့ပဲဒါဘလို့လောက်ရက်လဲလို့အဲ့လိုဓာတ်ရိုက်မေးလို့ရှင်မာဂန်ဒီဖြည့်မှာမဟုတ်ဒီနေရာမှာဥဒေနာမီးရပြည့်ရတော့တယ် တချို့နေရာတွေကပြည့်ရဲ့တုံးရတယ်ဗျဘလို့ပြည့်ရဲ့တုံးလဲဆိုရင်သူကတာမာဝရီမိဖုရားကြီးကငါ့ကိုမကောင်းကြံပြီးတော့ငါရဲ့အပြစ်တွေကိုအပေါအကြာတွေကိုစာလေးစီတာပေါ့နော်ငါနှလုံးမသားမရရဘူးပေါ့အခုလို့သူမီးဆုပ်ပြီးတော့အသက်ခံလာရတဲ့အခါမှာငါအမတန်စိတ်ချမ်းသာရတယ်တဲ့အဲ့လိုပြောတယ် ်ငါရဲ့ဒီလိုစိတ်ချမ်းသာမှုကိုဘယ်သူဖန်တီးလိုက်တာလဲလို့အဲ့လိုဥဒိနာမင်းကြီးကပြောတဲ့အခါမှာနဝရမမာဂဏမိဗျာကြီးကနေရမျက်နှာရချင်းတဲ့အတွက်ကြောင့်အရှင်မင်းရဲ့နှလုံးစိတ်နှလုံးချမ်းသာမှုကိုကျွန်တော်မျိုးမှပဲလုံးလိုက်တာပေါ့အဲ့လိုမျိုးပြောလိုက်တဲ့အခါမှာအေးအဲ့ဒါဆိုရင်နဲ့နင်းကိုစုတော့ချမယ်တဲ့နင်းရဲ့ဆွေမျိုးတွေအကုန်လုံးခေါ်ခဲ့ ဆွေမျိုးတွေအကောလုံးကစူးချမယ်ဆိုပြီးတော့ခေါ်ခိုင်းတာရောက်လာတဲ့အခါမှာဥရဏမင်းကြီးကဘလို့လုပ်လဲဆိုရင်အဲ့ဒီနန်းရင်ပြန်มาပဲတွင်းတွေကိုခါတစ်ပိုင်းမြုပ်တဲ့အထိတူးလိုက်တာရင်ဝါအထိရောက်တဲ့အထိတွင်းတွေကိုတူးတူးတူးပြီးတော့အဲ့မာဂန်ကြီးမိဖုရားကြီးနဲ့တကွဆွေမျိုးတွေအကောလုံးတွင်းထဲမှာအကောလုံးကိုယ်တစ်ပိုင်းမြုပ်ထားတယ် မြှောက်ပြီးတော့အပေါ်ကကောက်ရိုးတွေကိုဖြန့်လိုက်တယ်။ကောက်ရိုးတွေဖြန့်ပြီးတော့မီးဆိုးတယ်။မီးဆိုးတော့မသေးသေးဘူးကောက်ရိုးမီးဆိုးတော့အသားတွေကဝင်နေသွားတာပေါ့နိုးသွားတာပေါ့။အဲ့ဒီအခါမှာအပေါ်ကနေပြီးတော့ဆက်ဆက်ရန်တရားတွေဆက်တုံးတွေကိုလှိတ်ချတယ်။အဲ့မှာအသားတွေကပေါ်ပေါ်ဝကြေကုန်တယ်။မာဂန်နီမီဘုရားကြီးကိုမာဂန်နီမီဘုရားကြီးကြတော့သူ့ရဲ့ ထုထဲတဲ့အသားတွေကိုတခုချင်းတခုချင်းနှွာပြီးတော့စီဘူးအိုးထဲမှာကြော်ပြီးတော့သူ့အသားကိုသူ့ပြန်စားခိုင်းတယ်ဒီလိုခိုင်းရတာဒါဘာဖြစ်လို့လဲဆိုရင်သူများရဲ့သူများ မကောင်းကြံလို့သူများမကောင်းကြံတော့သူသူပဲပြန်ခိုင်းရတာဒါသင်္ကန်းစာပဲဒါပိဿုပ္ပံမှာချက်ချင်းပြန်ခိုင်းရတာနော်မြတ်စွာဘုရားကလည်းအဲအကောတာဟုတ်သူ7ပါးနဲ့စွတ်စွဲတယ် မာဂနိမိဘုရားကြီးကိုလည်းမေတ္တာတရားနဲ့ပြည့်စုံတဲ့မာဂနိမိဘုရားကြီးကိုလည်းအမျိုးမျိုးလောက်ကြံတယ်အဲ့ဒီအဖြစ်တွေကြောင့်ပစ္စုပန်မှာလည်းခံရတယ်တင်းလည်းငရေရောက်သွားမယ်အဲ့ဒါတမယာမကောင်းကြံခြင်းရဲ့အဖြစ်ပဲနော်ပြောချင်တာကသူတော်ကောင်းတရားဆိုတာဘလောက်ထိဘလောက်ပဲပြင့်မာမာ